မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းဘေးရန်ရဲ့အသွေးတွေကကင်းဝေးပြီးကိုယ်စိတ်နှစ်ပါးလုံခြုံအေးချမ်းကြပါစေလို့ PPTV အဖွဲ့သားတွေကဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။အခုချိန်ကစပြီး PPTV သတင်းတွေကိုတင်ဆက်ပေးတော့မှာပါ။ကျွန်မစင်စင်ပါ။ဒီကနေ့ဇွန်လ17ရက်ဗုဒ္ဓဘူးနေ့အတွက်တင်ဆက်ပေးမယ့်သတင်းကောင်းစင်တွေကတော့နိုင်ငံတော်တမန်တော်ယုံပြောရေးဆိုခွင့်ရှိသူအဖြစ်မှဦးကျော်စောအနားယူလိုက်တဲ့သတင်း တော်လိုင်းရေးကာလမှာပြည်သူတွေကိုအာဏာနဲ့ကာကွယ်ပေးဖို့မဟုတ်ဘဲဥပဒေနဲ့အညီကာကွယ်ပေးဖို့အရေးကြီးတယ်လို့တရားရေးဝန်ကြီးဦးသိန်းဦးပြောကြားလိုက်တဲ့တဲ့တင်ကလေးတွေလွတ်လပ်စွာပညာသင်ကြားပိုင်ခွင့်မဆုံးရှုံးစေရတဲ့အတွက်စိုးမိုးထိ ंछ ုပ်နေမြေတွေမှာခင့်မီလေချောင်းအချက်ပေးစနစ်နဲ့ဘုံကျဲတံခံနိုင်တဲ့ခေလုံနေရာတွေအရေးကြီးလိုအပ်နေတဲ့တဲ့ဘိတ်ထဝဲခရိုင်အတွင်းရှိအကြံဖတ်စစ်ကောင်စီရဲ့အမှုနယ်ဆက်ရှည်ရန်စခန်းကိုတော်လိုင်းပူပေါင်းတပ်တွေတင်ပိုက်ရရှိခဲ့တဲ့တဲ့ ရေမြုံနယ်အခြေဆိုင်အကြံဖက်စစ်တပ်ရဲ့အရမစစ်မှုထံစုဆောင်းခံရသူတပ်သား2ဦးတနက်တက်လက်ယူလာကအလင်းဝင်ရောက်လာတဲ့တဲ့င်းနဲ့ဒီကနေ့အတွက်မြန်မာနိုင်ငံတွင်းကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆက်အနာရှင်တော်လိုင်းဆန္ဒပြလူလူတပိတ်တဲ့င်းတွေပဲဖြစ်ပါတယ်ရှင်။နိုင်ငံတော်သမ္မတရုံပြောရေးဆိုခွင့်ရှိသူအဖြစ်မှဥကြော်စောအနားယူလိုက်တဲ့တဲ့င်းကိုပထမဆုံးတင်ဆက်ပေးပါမယ်ရှင်။အမျိုးသားညီညွတ်ရေးအစိုးရနိုင်ငံတော်သမ္မတရုံပြောရေးဆိုခွင့်ရှိသူဥကြော်စောကို တာဝန်မှအနားယူခွင့်ပြုလိုက်တယ်လို့နိုင်ငံတော်ယာယီသမရဒူဝါလက်ရှိလာကဇွန်လ10ရက်ရက်စွဲနဲ့ထုတ်ပြန်လိုက်ပါတယ်။ဦးကျော်စောကသမရယုံပြောရေးဆိုခွင့်ရှိသူအဖြစ်မှအနားယူလိုက်ပေမဲ့လည်းနိုင်ငံတော်သမရယုံရဲ့မဟာဗျူဟာမြောက်ထိတွေ့ဆက်ဆံမှုနဲ့ပေါင်းဆက်ညီနိုင်ရေးတာဝန်များကိုဆက်လက်လှုပ်ဆောင်သွားမှာဖြစ်တယ်လို့လည်းအသိပေးထုတ်ပြန်ထားပါတယ်။ဥကြော်စောကတော့လွန်ခဲ့တဲ့၄နှစ်တာကာလအတွင်းတမရာယုံရဲ့ပြောရေးဆိုခွင့်ရှိသူတာဝန်ကိုယုံကြည်စွာအနှင်းခဲ့တဲ့အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံတော်ယာယီတမရတူဝါလက်ရှိလာအစိုးရအဖွဲ့ဝင်များနဲ့တမရယုံအတွင်းဝင်တို့ဟာအထူးပင်ကျေးဇူးတင်ရှိကြောင်းပြောကြားနဲ့တမရယုံရဲ့ပြောရေးဆိုခွင့်ရှိသူအဖြစ်တာဝန်ထမ်းဆောင်ခွင့်ရခဲ့တဲ့အတွက်အလွန်တရာမှဂုဏ်ယူဝမ်းမြောက်ရတယ်လို့အသိပေးပြောကြားထားပါတယ်။ ဒါအပြင်တာဝန်ယူလှုပ်ဆောင်သွားမဲ့အခန်းကဏ္ဍအသစ်ကနိုင်ငံတော်ယာယီသမ္မတရဲ့ညွှန်မန်းဆောင်ရွက်ချက်များကိုညှင့်တင်ပေးကာသမ္မတရုံးရဲ့အဓိကအဖွဲ့ဝင်တဦးအဖြစ်ဆက်လက်ပါဝင်လှုပ်ဆောင်သွားမှာဖြစ်တယ်လို့လည်းဦးကျော်စောကအသိပေးပြောကြားထားပါတယ်ရှင်။တော်လိုင်းရေးကာလမှာပြည်သူတွေကိုအာဏာနဲ့ကာကွယ်ပေးဖို့မဟုတ်ပဲဥပဒေနဲ့အညီကာကွယ်ပေးဖို့အရေးကြီးတယ်လို့တရားရေးဝန်ကြီးဦးသိန်းအောင်ပြောကြားလိုက်တဲ့သတင်းကိုဆက်လက်တင်ဆက်ပေးသွားပါမယ်ရှင်။ တလိုင်းကလာအတွင်းတရားဥပဒေစိုးမိုးရေးနဲ့အညီပြည်သူလူထုရဲ့အသက်အိုးအိမ်စီးစိမ်ကိုကာကွယ်ထိန်းသိမ်းစောင့်ရှောက်ဖို့အလွန်အရေးကြီးပြီးအာဏာနဲ့ကာကွယ်ပေးဖို့မဟုတ်ဘဲဥပဒေနဲ့အညီကာကွယ်ပေးဖို့လည်းအရေးကြီးရလို့အမျိုးသားညီညွတ်ရေးအစိုးရတရားရေးဝန်ကြီးဌာနပြည်အောင်စုဝန်ကြီးဦးသိန်းအိုးကပြောပါရယ်အမျိုးသားညီညွတ်ရေးအစိုးရတရားရေးဝန်ကြီးဌာနတရားစွဲနဲ့ မိုးလိုက်ဦးစီးဌာနနဲ့မြို့နယ်ဥပဒေတာဝန်ခံတွေတွဲဆောင်အစည်းအဝေးခမ်းနားကိုဇွန်လ၁ရက်မနက်၁၀နာရီမှာပြုလုပ်ခဲ့ရာပြည်အောင်စုဝင်ကြီးကအခုလိုပြောကြားလိုက်တာပါယခုတော်လိုင်းရေးကာလမှာတရားဥပဒေစိုးမိုးရေးနဲ့အညီပြည်သူလူထုရဲ့အသက်အိုးရင်စီးဆင်ရာကာကွယ်ထိန်းသိမ်းစောင့်ရှောက်ဖို့ရမှာအလိုအရေးကြီးပြီးအာဏာဖြင့်ကာကွယ်ပေးရမဟုတ်ပဲဥပဒေနဲ့အညီကာကွယ်ပေးရလည်းအရေးကြီးကြောင်းဥပဒေကိုကင်တွယ်ဆောင်ရွက်ရသောပုဂ္ဂိုလ်များကအလိုအရေးပါသောမရှိမဖြစ်ပုဂ္ဂိုလ်များဖြစ်ကြကြောင်း ဥပဒေသမားများဖြစ်ကြသောကြောင့်ဥပဒေမှာပြဋ္ဌာန်းထားသောပြဋ္ဌာန်းချက်များကိုအခြေခံပြီးအဖြစ်ရှိမရှိသုံးသပ်ကာတရားဆွဲဆိုပြီးအမှုများကိုတရားရုံးသို့တင်ပို့ပြီးတရားရုံးရောက်ရင်လည်းတရားသူကြီးများကဥပဒေပြဋ္ဌာန်းချက်နဲ့အညီဆက်လက်ဆောင်ရွက်ကြပြီးအပြစ်ရှိပါကအကျဉ်းဦးစီးဌာနလက်အောက်ရှိအကျဉ်းထောင်များသို့ပို့ဆောင်ကြရသဖြင့်တရားရေးဝန်ကြီးဌာနက၃ဌာနပေါင်းဆက်ထားတဲ့၃ချောင်းထောက်စနစ်ဖြင့်ဆောင်ရွက်နေကြခြင်းဖြစ်ကြောင်းပြည်အောင်စုဝန်ကြီးဦးသိန်းဦးကပြောပါရယ် အဆိုပါအစည်းအဝေးကိုမြို့နယ်34မြို့နယ်မှာဥပဒေတာဝန်ခံ45ဦးနဲ့တာဝန်ရှိသူတွေတက်ရောက်ခဲ့တာပါ။ယခုအချိန်ဟာအကြံဖတ်ဆဲအုပ်စုမှာကြာဆုံးခန်းကိုရောက်ရှိနေပြီးတော်လိုင်းအင်အားစုတွေအောင်ပွဲများစွာရရှိနေတဲ့ကာလဖြစ်တာကြောင့်မကြမီအနည်းနဲ့အမြန်အသွင်ကူးပြောင်းရေးကာလကိုဆောင်ရွက်ကြရတော့မှာဖြစ်တာကြောင့်တရားရေးဝန်ကြီးဌာနကအသွင်ကူးပြောင်းရေးဆိုင်ရာတရားမျှတမှုဆရာဖြစ်တင်နှံများကိုလည်းဆောင်ရွက်ပေးခဲ့ပြီးဖြစ်ပါတယ်။ တင်နန်းဆရာဆရာမများစွာကိုလည်းဝေးထုတ်ပေးထားပြီးဖြစ်တယ်လို့ရှေ့တန်းတာဝန်ထမ်းဆောင်နေကြတဲ့ဆရာဆရာမများထံပြန်လည်တင် जा ပို့ချပေးမှာဖြစ်တယ်လို့ပြည်အောင်စုဝင်ကြီးဦးသိန်းဦးကပြောပါတယ်။အခုလက်ရှိတာဝန်ထမ်းဆောင်နေကြတဲ့ဥရတာဝန်ခံတွေတရားသူကြီးတွေအချင်းဦးစီးဌာနဝန်ထမ်းတွေအားလုံးဟာမိမိတို့ရှိရာဒေသတွေရဲ့တရားဥပဒေစိုးမိုးရေးဆိုင်ရာကိစ္စရပ်တွေတည်ငြိမ်မှုရှိအောင်ဆက်လက်ဆောင်ရွက်သွားကြမယ့်ပုံကူများဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။ ။အဆိုပါအစည်းအဝေးကိုတရားရေးဝင်ကြီးဌာနပြောင်စုဝင်ကြီးဦးသိန်းဦးပြောင်စုဝင်ကြီးယုံညွှန်ကြားရေးမှူးချုပ်တရားစွဲနဲ့အမှုလိုက်ဦးစည်းဌာနညွှန်ကြားရေးမှူးချုပ်ဒုညွှန်ကြားရေးမှူးချုပ်ဒုအမြဲတမ်းအတွင်းဝင်နဲ့ဖိတ်ကြားထားတဲ့ညွှန်ကြားရေးမှူးချုပ်တွေညွှန်ကြားရေးမှူးတွေအကြံပေးရာရှိတွေနဲ့တာဝန်ရှိဝန်ထမ်းတွေမြေပြင်ဆက်သွယ်ရေးတာဝန်ခံတွေနဲ့မြို့နယ်34မြို့နယ်မှာဥပဒေတာဝန်ခံ45ဦးတို့လည်းတက်ရောက်ခဲ့ကြတယ်လို့တရားရေးဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်ရှင်။ ကလေးတွေလွတ်လပ်စွာပညာသင်ကြားပိုင်ခွင့်မဆုံးရှုံးစေရအတွက်စုံမထွန်းချုံနေမျိုးတွေမှာခင်မီလေချောင်းအချက်ပေးစနစ်နဲ့ဘုံကျဲတံခံနိုင်တဲ့ခလုံးနေရာတွေအရေးတကြီးလိုအပ်နေတဲ့တဲ့င်းကိုတင်ဆက်ပေးပါမယ်ရှင်ကလေးတွေလွတ်လပ်စွာပညာသင်ကြားပိုင်ခွင့်မဆုံးရှုံးစေရအတွက်စုံမထိတ်ချုပ်နေမြေတွေမှာခင်မီလေချောင်းအချက်ပေးစနစ်နဲ့ဘုံကျဲတံခံနိုင်တဲ့ခိုးလုံးနေရာတွေအရေးတကြီးလိုအပ်နေလို့မြို့သားညီညွတ်ရေးအစိုးရပြည်အောင်စုဝင်ကြီးချုပ်ယုံပြောရေးဆိုခွင့်ရှိသူဦးနေဖုံးလက်ကပြောပါရတယ်။ ပြည်သူလူထုနဲ့နိုင်ငံတကာတို့သတင်းစကားပြောကြားခြင်းအစီအစဉ်ဆက်နှစ်မြင်ဆောင်2025ကိုဇွန်လ10ရက်မှာထုတ်လွှင့်ခဲ့ရအခုလိုထည့်သွင်းပြောကြားလိုက်တာပါမြန်မာနိုင်ငံမှာကလေးငယ်တွေလုံခြုံစိတ်ချစွာအသက်အန္တရာယ်ကင်းရှင်းစွာပညာသင်ယူနိုင်ရေးလူသားညိုရေးအစိုးရအနေနဲ့ဆောင်ရွက်လျက်ရှိတဲ့ဘေးအန္တရာယ်ကင်းရှင်းရေးအစီအမံတွေအတွက်အိန္ဒိယနိုင်ငံတွေနိုင်ငံတကာတိုင်းပြည်တွေနဲ့ကလေးတငယ်ဆိုင်ရာအဖွဲ့အစည်းတွေကလေးအခွင့်ရေးဆိုင်ရာအဖွဲ့အစည်းတွေအနေနဲ့ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ပေးကြဖို့ တိုက်တွန်းဖိတ်ခေါ်လိုပါတယ်။မြန်မာနိုင်ငံကကလေးတွေလူလတ်စွာပညာသင်ကြားပိုင်ခွင့်ကိုမဆုံးရှုံးစေဖို့အတွက်ခင့်မီလေကြောင်းအချက်ပေးစနစ်တွေဘုံကျဲတံခံနိုင်တဲ့ခေလုံရနေရာတွေအရေးကြီးလိုအပ်နေတာဖြစ်ပါတယ်။အကြမ်းဖက်ဆဲအုပ်စုဟာစာတင်ကြောင်းတွေကိုသာမကဘဲနဲ့ဆေးရုံတွေဆေးကန်းတွေကိုပါပြင်ပထားတိုက်ခိုက်နေတာကြောင့်မြို့သားညို့ရေးဆိုရကျမ်းမာရေးဝန်ကြီးဌာနအနေနဲ့လည်းပြည်သူလူထုကိုလုံခြုံစွာနဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေပေးနိုင်ဖို့ဘုံကျဲတံခံနိုင်တဲ့မြေအောက်ဆေးရုံဆေးကန်းတွေ စောက်လုံနိုင်မှုကိုကြိုးစားဆောင်ရွက်လျက်ရှိကြောင်းလည်းပြောကြားလိုပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရပညာရေးဝန်ကြီးဌာနအနေနဲ့ကလေးသင်ငယ်တွေပညာသင်ကြားခွင့်မဆုံးရှုံးစေရအတွက်စုံမထိန်ချုပ်နယ်မြေတွေမှာဂျားကာလာပညာရေးကိုနီလန်မျိုးစုံနဲ့ပေါ်ဆောင်သင်ကြားပေးနေပေမဲ့လည်းအကျန်းဖတ်ဆဲအစိုးရကကလေးတွေပညာသင်ကြားနေတဲ့စာသင်ကျောင်းတွေကိုပိတ်မထားတိုက်ခိုက်မှုတွေလုပ်နေပါဗျ။ အဲ့လိုပြုမှုတွေကြောင့်ပညာရေးဝန်ကြီးဌာနကဘေးအန္တရာယ်ကင်းရှင်းရေးအစီအမံတွေဆောင်ရွက်နေစဉ်ကာလအတွင်းအကြောင်းတွေကိုခိတ္တရာရီရန်နာထားဖို့အတွက်ညှင်းချချက်ထုတ်ပြန်ထားတယ်လို့ဦးနေဖုံလက်ကပြောပါတယ်။ကလေးငယ်တွေလုံခြုံစိတ်ချစွာအသက်အန္တရာယ်ကင်းရှင်းစွာနဲ့ပညာသင်ယူနိုင်ရေးအတွက်အိန္ဒိချင်းနိုင်ငံတွေနဲ့နိုင်ငံတကာအဖွဲ့အစည်းတွေကအကူအညီပေးကြဖို့အတွက်လည်းတိုက်တွန်းပြောကြားထားပါတယ်။ အဂျပန်ဆဲအိုဆိုဟာစာတင်ကျောင်းတွေကိုသာမကဆေးရုံတွေဈေးကန်းတွေကိုလည်းပြစ်မှတ်ထားတိုက်ခိုက်နေရကြောင်းအမျိုးသားညီညွတ်ရေးအစိုးရကျန်းမာရေးဝန်ကြီးဌာနအနေနဲ့လည်းပြည်သူလူထုကိုလုံခြုံစွာနဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေပေးနိုင်မှုအတွက်ဘုံကျဲတံခံနိုင်တဲ့မြေအောက်ဆေးရုံဈေးကန်းတွေစောက်လုံနိုင်ဖို့ကိုစူးစမ်းဆောင်ရွက်လျက်ရှိနေတယ်လို့ဦးနေဖုံလက်ကပြောပါတယ်မြန်မာညီညွတ်ရေးအစိုးရကျမရဲ့ဝင်ကြီးဌာနအနေနဲ့ဆေးရုံ9ခုသို့မဟုတ်10ခုစောက်လုံနိုင်ရတဲ့အတွက် ရှာသားချက်ဆောင်ရွက်ထားရှိရဲဆိုတာနဲ့လက်ရှိမှာဆေးရုံနှစ်ခုကိုစတင်ဆောက်လုပ်နေပြီဖြစ်တယ်လို့သိရပါတယ်ရှင်။ဘေးထဝယ်ခရိုင်အတွင်းရှိဂျပန်စစ်ကောင်စီရဲ့အမုန်နယ်ဆက်ရှီတန်းစခန်းကိုတော်လိုင်းရင်ပူပေါင်းတပ်တွေတင်ပတ်ရရှိခဲ့တဲ့တဲ့ရင်ကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။ကရင်မျိုးသားစီယုံ KNU ဘေးထဝယ်ခရိုင်အတွင်းရှိဂျပန်စစ်ကောင်စီရဲ့အမုန်နယ်ဆက်ခေါ် ပိုင်း2966ရှေ့ရန်စကန်ကိုဇွန်လ10ရက်မှာတော်လိုင်းပူပေါင်းတပ်တွေကတင်ပတ်ရရှိခဲ့လို့ KNU ဗဟိုကထုတ်ပြန်လိုက်ပါတယ်။ကရင်မျိုးသားလွတ်မြောက်ရေးတပ်တော် KNL တပ်မဟာလေးဦးဆောင်မှုနဲ့ကရင်မျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNTO တော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကအောင်မြင်စွာပြန်လည်တင်ပတ်နိုင်ခဲ့တာဖြစ်ပါတယ်။အဆိုပါတပ်စခန်းကိုအကြပ်ဖက်စစ်ကောင်စီက1998ခုနှစ်မှစတင်ပြီးစတင်ဝင်ရောက်ကျူးကျော်တပ်ဆွဲထားခဲ့တာဖြစ်တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ အဆိုပါတိုက်ခိုက်သိမ်းပိုက်မှုကိုကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော်တပ်မဟာလေးမှဦးဆောင်ပြီးကရင်မျိုးသားကာကွယ်ရေးတပ်မတော် KNDO တရင်ခွနဲ့တပ်မဟာဒရုန်းတပ်ဖွဲ့ကရင်ဒရုန်း Special Force KDSF ထီမိုဘွာဒေတာရှိတစ်တော်ဌာန KNPF လုံခြုံရေးတပ်ဖွဲ့အမျိုးသမီးစည်းရုံးနဲ့မဟာမိတ်တပ်များဖြစ်တဲ့ TPLF နဲ့ FFD ဒရုန်းတပ်ဖွဲ့တို့ပူပေါင်းသိမ်းပိုက်ခဲ့တာဖြစ်တယ်လို့သိရှိရပါတယ်။ KNU တပ်မဟာလေးရဲ့ဌာနချုပ်ဖြစ်ခဲ့တဲ့ ထီခိနေဆက်စခန်းနဲ့ထီထပြူဟာစခန်းတို့ကိုပြီးခဲ့တဲ့ဧပြီလနဲ့မေလတွေမှာ KNL နဲ့တော်လိုင်းပူပေါင်းတပ်တွေကတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်ရှင်။ရေမြို့နယ်အခြေဆိုင်အကြံဖက်စစ်တပ်ရဲ့အာရမစစ်မှုထံစုဆောင်းခံရသူတပ်သား2ဦးတနက်တက်လက်ယူလာကအလင်းဝင်ရောက်ခဲ့တဲ့တဲ့ရင်ကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။မွန်ပြည်နယ်ရေမြို့နယ်အခြေဆိုင်အကြံဖက်စစ်တပ်ခလာရ299တပ်ရင်းအရမစစ်သားစုဆောင်းခံထားရသူတပ်သား2ဦး တနက်တလက်အပါယူကဒေါနာစစ်ကြောင်းနှင့်ရေးပြောက်ကြားတက်ထံအလင်းဝင်ခဲ့တယ်လို့သိရပါဗျ။အလင်းဝင်တက်သား2ဦးဟာ MA1 တလက်ကြီးပေါက်၄ခုကြီးစံ123တောင်းတို့ကိုယူကဇွန်လ9ရက်မှာခိုလုံဝင်ရောက်လာတာပါ။အဲ့ဒီတက်သား2ဦးဟာအကြဖတ်စစ်တပ်ရဲ့ပေါ်တာဆွဲခြင်းကိုခံရပြီးနောက်အရမစစ်သားစုဆောင်းခံရတာဖြစ်တယ်လို့သိရပါဗျ။အလင်းဝင်ရောက်လာသူများကိုနှွေးထွေးစွာကြိုဆိုကြောင်းနဲ့အကြမ်းဖက်စစ်ကောင်စီဘက်မှကြန့်ရှိနေသေးတဲ့တပ်ဖွဲ့ဝင်များကိုလည်းအချိန်မီလင်းဝင်မှုဖိတ်ခေါ်ထားပါရဲ့ရှင်။ အခုနောက်ဆုံးအနေနဲ့မြန်မာနိုင်ငံတဝန်းကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆရာနာရှင်အမြင့်ဖြတ်ခြေမုံကြီးလူလူဆန္ဒပြပွဲသတင်းတွေကိုစူးစစ်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်။ရေးမပင်မြို့နယ်မှာပြည်သူအာမန်တပိတ်စစ်ကြောင်းကအကြဖက်စစ်တပ်ကြာဆုံးရေးဆန္ဒပြတပိတ်ကိုဒီကနေ့မှပြုလုပ်ခဲ့ကြပါတယ်။ဆန္ဒပြတော်လှန်ပြည်သူတွေကပြည်သူအာမန်တပိတ်နဲ့ Vote ILO Article 33တူ6လေးဆိုတဲ့စာသားကိုကင်ဆယ်ပြီးအကြဖက်စစ်တပ်ကြာဆုံးရေးဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါ။ ရမပင်မြို့နယ်မှာအွန်လိုင်းလွှင့်မီးတောင်းသွင်းနေတဲ့ဘိတ်စစ်ကြောင်းကအကြမ်းဖက်ဆက်တက်ကြဆိုရင်ဆန္ဒပြတဲ့ဘိတ်ကိုဒီကနေ့မှပြုလုပ်ခဲ့ကြပါတယ်။ဆန္ဒပြတော်လန်ပြည်သူတွေကအွန်လိုင်းလွှင့်မီးတောင်းသွင်းနေတဲ့ဘိတ်ဆိုတဲ့စာသားကိုကင်ဆယ်ပြီးအကြမ်းဖက်ဆက်တက်ကြဆိုရင်ဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါ။ရမပင်မြို့နယ်မှာရမပင်မြို့နယ်မြောက်ချောင်းကျောင်းတပိတ်ကအကြမ်းဖက်ဆက်တဲ့ကြာဆုံးဆန္ဒပြတပိတ်ကိုဒီကနေ့မှပြုလုပ်ခဲ့ကြပါတယ်။ဆန္ဒပြတော်လှန်ပြည်သူတွေကရမပင်မြို့နယ်မြောက်ချောင်းကျောင်းတပိတ်ဆိုတဲ့စာသားကိုကန်ဆွဲပြီးအကြမ်းဖက်ဆက်တဲ့ကြာဆုံးဖြစ်ခြင်းကိုပြုလုပ်ခဲ့ကြတာပါ။ စကိုင်းတိုင်းရမပင်မြို့နယ်ကနောက်ပြန်မလဲကြီးတီတော်လိုင်းလူလူတပိတ်စစ်ကြောင်းကအကြမ်းဖက်စစ်တပ်ကြဆုံရင်ဆန္ဒပြတပိတ်ကိုဒီကနေ့မှပြုတ်လုခဲ့ကြပါဗါးဆန္ဒပြတော်လှန်ပြည်သူတွေကနောက်ပြန်မလှည့်ကြတီတော်လှန်ရေးလူလူတပိတ်စစ်ကြောင်းဆိုတဲ့အစားသားကိုကင်ဆွဲပြီးအကြမ်းဖက်စစ်တပ်ကြဆုံရင်ဟစ်ကြွေးမှုတွေနဲ့ဆန္ဒပြအခြေတက်ခဲ့ကြတာပါဆန္ဒပြတော်လှန်ပြည်သူတွေကနေမြင်မငြိမ်သက်မှုကြားတဲ့ကနေပဲအကြမ်းဖက်စစ်တပ်ကြဆုံရင်ဆန္ဒပြတပိတ်ကိုနေ့စဉ်ပြုတ်လုနေကြပါတယ်ရှင် ပြည်သူလူထုအပေါင်းတဘာဝဘေးလူလုံဘေးဆိုတဲ့ဘေးနဲ့တွေကနေကင်းဝေးနိုင်ကြပါစေ။ကျေးဇူးတင်ပါတယ်ရှင်။